မလေးကိုသူကအဲ့လိုအရမပြုတ်ကျင်တာကိုဘုသူစီမမပြောရဲဘူးလေအဲ့ဆရာဝန်ကချင်းချောက်ထားတယ်နင်ပြောပြရင်နင်မဲ့အရှက်ရမယ်တဲ့အဲ့ဒါကြောင့်ဘုသူစီမမပြောပြရဲဘူးဆရာဝန်တို့ရဲ့ချင်းချင်းဓမ္မပြုတ်ကျင်တာခံရပြီးပြန်လည်လွတ်မြောက်လာတဲ့အသက်15နှစ်ဝန်းကျင်တာရှိတဲ့လွေရံအတွက်ဒီဖြစ်ဖြစ်ဟာဓမ္မပွားတစ်ခုလုံးအတွက်အမဲဆက်တစ်ခုလို့ဖြစ်လာခဲ့ပါပြီရှမ်းမြောက်ကုတ်ခတ်မြို့နေကြည်ရတရားမှာမွေးဖွားခဲ့ပြီးမပြည့်ပြည့်စုံတဲ့မိသားစုကနေကြီးပြင့်လာတဲ့လွေရံမှာအကြောင်း၄တန်းထိတာတက်ရောက်ခွင့်ရခဲ့ပါတယ်။ ဒီလိုစင်မပြင်းမှုတွေကြားမှာမိသားစုကိုပြန်နဲ့ထောက်ပံ့ပေးနိုင်ဖို့ဆိုပြီးပြီးခဲ့တဲ့2024ခုနှစ်နိုဝင်ဘာလထဲမှာကုခိုင်မျိုးရက်ခွက်ရှိရှိစီကန်းတစ်ခုမှာထမင်းချက်ဖြစ်တွားရောက်လောက်ကင်ခဲ့ရပါတယ်။အဲအချိန်ကလွေရမဟာအသက်16နှစ်ပဲရှိပါသေးတယ်။လွေရမဆိုတာကမိလွဲပေးထားတာပါ။မိသားစုစင်မပြင်းမှုတွေကြားထမင်းချက်တဲ့လှုပ်လှုပ်ခဲ့တဲ့လွေရမဟာအဲ့စီကန်းပိုင်ရှင်ဆရာဝန်ရဲ့တားကောင်ဖြစ်ခဲ့ရပြီးအချိန်ချင်းအလိုမတူပဲဓမ္မပြုကျင့်တာကိုခံခဲ့ရပါတယ်။ လွေရမှာနေနေမှာပဲထမင်းချက်ရပြီမဲ့စိတ်ခက်မှာညပိုင်းအချိန်ပိုဆင်းရတာမို့အိုက်ဆီယာဝန်စလူကခေါ်ယူပြီးအတမပြုတ်ချင်တာပြုတ်လုခဲ့တယ်လို့လွေရမကပြောပါတယ်ပထမတစ်ခေါက်တုန်းကအလို့စင်းတော့ကျမအိတ်တက်ခန်းထဲမှာနားနေတာလေအဆရာဝန်ကတကားလာခေါ်တော့ညီမကတကားဖွင့်ပေးလိုက်တာဆရာပါကူညီပေးရမလဲလို့သူ့ကိုမေးလိုက်တာသူပြန်ပြောတာတော့ နေငါမိမလှုပ်ပြီးတော့ငါနဲ့အတူနေမှာလားတဲ့ဆရာကြီးလူညမောက်ကိုအဲ့လိုမလှုပ်ပါနဲ့တောင်းပန်ပြီးတော့ငိုနေတာသူကညမလက်ကိုဆွဲပြီးတော့ကရင်ပေါ်မှာခေါ်သွားတာလူချင်းတာအကုန်ပေးမယ်တဲ့အဲ့ဒါနဲ့သူ့ဥပစာတွေအကုန်ချွတ်လိုက်တာညမကသူ့ကိုမကြည့်ရဘူးလေသူကမမြင်ရတဲ့ဘက်မှာမျက်နှာလှည့်ပြီးတော့နေနေတာအဲ့ဒါနဲ့ပဲညမောက်ကရင်ပေါ်မှာတွန်းချလိုက်တော့ညမလက်မယုံနိုင်တော့ဒီရမတော့ရောက်အောင်ဒီအန်တိုတီအောင်ဂရိတ်ကိုတွန်းပြအောင် တဲ့အနာမီပါတော့အဲ့ဒီနန်းနေအပေါ်လာလာလွေအမြရဲ့မိခင်ဖြစ်သူကကျမ်းမာရေးမကောင်းတဲ့ကြောင့်အဲ့ဒီစီးပွဲခန့်မှာမကြခဏလာရောက်ကူတရပြီးကိုကြငွေတွေကိုလွေအမြရတဲ့လာစာကနေဆရာဝန်ကပြန်နှုတ်ယူတာလို့ဆရာဝန်ကဒုမကိုပြောပါတယ်ဒါပေမဲ့လွေအမြရတဲ့လာစာနဲ့ဒုမရဲ့အမေကုန်ကြတဲ့စီးပွဲကပိုများနေတာကြောင့်အဲ့စီးခန့်ကနေရုံးမထနိုင်ခဲ့ပါဘူးလွေအမြမှာစီးခန့်မှာထမင်းချက်ခတလကို2သိန်းသာရပြီးသူရတဲ့လာစာကိုမထုတ်ယူရဘဲ ူမိခင်ရဲ့စီးဖို့ဖြစ်တာဆရာဝန်ကနှုတ်ယူသွားတာလို့လွေရံကပြောပါတယ်ပြီးခဲ့တဲ့ဩဂုတ်လတတိယပတ်မှာတော့ဆရာဝန်စုတူကလွေရံကိုဓမ္မပြုချင်းဖို့ပြန်လည်စူးစမ်းချင်းအခန်းထဲကနေဒီမှာထွက်ပြေးလွမြောက်လာခဲ့ပါတယ်တစ်ခေါက်ကြတော့ညီမထမင်းချက်တဲ့နေရာမှာရင်နွေးတည်နေတာအဲ့ဆေးခဲပိုင်ရှင်ဆရာဝန်ကညီမအခန်းထဲလာပြီးတော့သူ့ကိုနှိပ်ဖို့ခေါ်တာသူကအဲ့လိုခဏခဏခေါ်နှိပ်ခိုင်းတာလीညီမကသူ့ကိုနှိပ်ပေးနေရင်သူညီမကိုအတင်းကျပ်ဖတ်တော့ ခနာကိုနာတော့ညီမမယုံနိုင်တော့ဘူးလေအဲ့တခါတော့သူအဲ့လိုမလုပ်ဘူးညီမအခန်းပြန်ထွက်ပြီးတော့မှထွက်ပြေးလာတာလက်ရှိမှာတော့လူရမှုကုတ်ခိုင်မျိုးရှိအမျိုးသမီးဖွဲ့စည်းတစ်ခုကခေါ်ယူစောက်ရှောက်ထားပါတယ်ကျွလွန်တို့အသက်38နှစ်ရွယ်ဆရာဝန်ကတော့ကုတ်ခိုင်မျိုးကိုအုပ်ချုပ်နေတဲ့တန်းတက်မတော် PSF DNA ရဲတပ်ဖွဲ့ကဖမ်းဆီးထိန်းသိမ်းထားပါတယ်ကိုခိုင်မျိုးအမျိုးသမီးဖွဲ့တော်ဝန်ခံတော်ခမ်းမက်ကတော့အတက်မပြေးသေးတဲ့လွေရံကိုလုံမတူပဲ အဓမ္မပြုချက်နဲ့ဆရာဝန်ကိုတိတိယောက်ယောက်အေးအေးယူပေးစေချင်တယ်လို့ပြောပါတယ်။တိတိယောက်ယောက်အေးအေးယူစေချင်တယ်။အားလုံးရဲ့ရှိခိုးချက်တော်တို့ဒီအဲကျွန်တော်တို့ကိုယ့်ရဲ့သက်ဆိုင်ရာသက်ဆိုင်ကြောင်းတော်ရှိပုဂ္ဂိုလ်တွေကဒီအမှုတစ်ခုကိုကျွန်တော်နေပြီးချင်းစစ်စစ်ပြီးမှအဲညံ့ညံ့လေးလှုပ်ဆောင်စေချင်တာပေါ့တော့အကြံကြီးထားလို့မရတဲ့အဖြစ်ဖြစ်တဲ့အမှုဆိုစီချက်ချက်ဖြစ်နေချာ ိုက်တဲ့ဖြစ်တာမျိုးပေါ့နော်ကျွန်မတို့လူချင်းကတရားပြတာပေါ့တရားပြတာမရဘူးဆိုရင်တော့ကျွန်မတို့လေကျွန်မတို့အမျိုးသမီးတွေနဲ့လူဆက်ရှိကြလို့ကျွန်တော်တို့ဆက်လက်နဲ့အဲလူရည်ရတော်ဖြစ်သူဒေါ်ရီကလည်းကျွလွန်လူအဲ့ဒီမျိုးသားကိုထိထိရရရေးပွေးဖို့တောင်းဆိုထားပါတယ်။ကဲနောင်ပါဆုံးဖြတ်ဒီရေးတဲ့ခင်တော်ရေးရတဲ့နဲ့ကျမတို့လည်းပြည်ရလည်းမတက်တော့တက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေကိုပဲအားကိုးပါတယ်။တရားမှုကိုတရားမျှတအောင်ဆောင်ရွက်ပေးစေချင်ပါတယ်။ ဘတို့အတွက်မှလည်းမနစ်နာအောင်ပေါ့ပြီးတော့အဆရာဝင်ပြန်လွတ်လာရင် ကျမသူမကိုအညိုအသေးပြန်ထားမှလည်းကြောက်ရတယ်သူတော်မှဆရာဝင်ဖြစ်ပြီးတော့မှအသက်မပြည့်သေးတဲ့သူကိုအဲ့လိုလုပ်ရတယ်ဆရာဝင်ရဲ့အတ္တမပြုကျင့်တဲ့ဘဝကနေပြန်လည်လွတ်မြောက်လာတယ်လူရမကလည်းကျွလုံတို့အဲ့ဒီဆရာဝင်ကိုထိရောက်တဲ့အရေးယူမှုတွေပြုလုပ်ပေးဖို့တောင်းဆိုထားပါတယ်ပိုင်ရှင်ဆရာဝင်ကိုထိထိရောက်ရောက်အပြစ်ပေးစေခြင်းနဲ့တက်ဆိုင်ရာတွေကိုအဲ့လိုပဲတောင်းဆိုခြင်းနဲ့ ကြည့်မှာတော့ကြောင်းရွံ့မှုတွေကြားလွေရံမှာတက်ဆက်ရှင်နေရပြီးစိတ်ပန်းဆိုင်ရာကုတဖို့အချိန်တစ်ခုယူအောင်မှာဖြစ်တယ်လို့ဖိုဘာရာကြီးစိုးတဲ့တန်းဒီတာမှာပဝင်းကျင်ရဲ့ကဲ့ရက်တန်ကိုလည်းကြံ့ကြံ့ခံရင်ဆိုင်နိုင်ဖို့လည်းလွေရံတယောက်ကြိုးစားယူရမှာဖြစ်ပါတယ်ခင်ဗျာ။